Apple နဲ့ရှင်ထားတဲ့ပုံစံမှာဆိုရင်လည်းဒီ budget phone လေးကအများကြီးပူပြီးတော့တည်တက်တယ်လို့ပြောလို့ရတယ်။ဖုန်းလုံးကဘယ်လောက်ထိ features တွေကောင်းပါတယ်ပြပြ battery မကောင်းရင်တော့လွတ်ပြရမှာဗျာ။ All right အခုက budget phone ကင်လို့ AI မရပါဘူးကွာဆိုပြီးလက်ရှိချိန်မှာအားငယ်နေကြမလို့ပါဘူး။ Apple လိုမျိုးပါလာတဲ့ AI ကလည်းမဖွင့်ဖြိုးသေးတာမျိုးလည်းမဟုတ်ဘူးညာတကယ်ကိုအတုံးဝင်တဲ့ AI နဲ့ပါလာတယ်ဆိုတော့ဒီဖုန်းမှာဘယ်လောက်ထိကိုရီအတွက် AI ကအကျိုးပြုမလဲအဆုံးကြီးကြည့်ရအောင် จอร์ดินရဲ့ user တွေအတုံးအများဆုံး AI features ကသူ့ရဲ့ photo app တွေမှာဖြစ်လိမ့်မယ်တကယ်လဲအဲ့ဒီ app တွေက edit တွေကိုဝင်လိုက်မယ်ဆိုတာနဲ့မင်း AI အတွက်ကိုတီးတဲ့ဒီမှာ edit လို့ရပါရဲ့ဆိုတာမျိုးပြင်လင်ထည့်ပေးထားတာအဲ့ဒီအကြိုက်ဆုံးကတော့ AI eraser 2.0ဗျာကျွန်တော်တို့မလိုအပ်တဲ့အရာဝတ္ထုတွေလူတွေပနိုင်မယ်ဆိုရင်တခါတည်း cycle လေးဝိုင်းပြီးတန်းဖြောက်လို့ရတယ် တကယ်ကိုလူတွေကြီးပဲတီးတန့်ဖျောက်ချင်တယ်ဆိုရင်သူရဲ့ remove people နဲ့ရှိမြလူတွေအကုန်လုံးကိုကလွဲလို့ပြအောင်လုပ်လိုက်လို့ရတယ်အချင်းကုံလည်းအရန်တက်တာတို့ဖျက်လိုက်တာလည်းမတိတာဘူးဗျာအခုဒီပုံမှာဆိုရင်ဟိုအဝေးရလူတော်မှ तू က recognize လုပ်ပြီးတော့တန်းပြီးတော့ဖျောက်လိုက်တာအဲ့လောက်ကြည့်ကိုသူ့ရဲ့ AI ကကျန်တာဒီမှာပြထားတဲ့ Apple နဲ့ရှင်ထားတဲ့ပုံစံမှာဆိုရင်လေ Apple Tab ကိုဒီ budget phone လေးကအများကြီးပုံပြီးတော့တည်သက်တယ်လို့ပြောလို့ရတယ် အကယ်၍ကိုက street ရိုက်မယ်ဒီ portrait ဘာညာရိုက်လို့နည်းနည်းလေး blur ဖြစ်သွားရဆိုရင်လည်းသူ့ရဲ့ AI and blur နဲ့နည်းနည်းလေးပြန်ပြီးတော့ကယ်လို့ရတယ်ရဲလိုက်တဲ့ပုံမှာမှန်အရေးချင်တဲ့ reflect ဖြစ်တယ်ပေါ့ဗျာနည်းနည်းလေးအရေးလဲထင်တဲ့ဘာညာဆိုရင် AI ကပြန်ပြီးတော့ဖြောက်ပေးနိုင်တယ်ပြီးတော့ကိုရိုက်ထားတဲ့ပုံပဲဖြစ်ဖြစ်သူများစီကယူထားတဲ့ပုံပဲဖြစ်ဖြစ်ပေါ့နော်ကိုကနည်းနည်းလေးကိုဒီမကောင်းမှုခံစားနေရတယ်ဆိုရင်ဒီဘက်က 4K UHD icon လေးကိုနှိမ့်လိုက်ရပြီကိုရဲ့ပုံက clarity ဘိုင်းပို့ပြီးတော့ကြည့်သွားလိမ့်မယ် object တွေကိုဖိလိုက်တာနဲ့ auto cut out လုပ်ပေးမယ် smart image mapping 2.0ကလည်းတော်တော်လေး smart ဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ sticker ပဲလုပ်လုပ် png ပုံစံမျိုးပဲဖောက်ပါဗျာကျွန်တော်တို့ page မှာတင်ခဲ့ဘူးတဲ့ AI studio ကလည်းဒီကောက်မှာပါလာပြီအခုချိန်မှာတော့လောမ free ကိုစိတ်ကြိုက်တုံးနေလို့ရတယ်ကိုရဲ့မျက်နှာကိုကိုကြိုက်တဲ့ပုံ generate လုတ်ခိုင်းလို့ရတယ်တော်တော်လေးလဲ fine ဖြစ်တယ်တော်တော်လေးလဲတိကျလာရလို့ပြောလို့ရတယ်နောက်ထပ် live ဖို့လို့ရမယ်ကျွေး video သဘောအကျဆုံးဒီရေထဲမှာရိုက်လို့ရ underwater photography ဆိုတော့ဒီဖုန်းသုံးရတာက professional လဲဆန်တယ်လို့ fan လဲဖြစ်တယ်နောက်ထပ်လူသိပ်ပြောမခံရဘဲနဲ့နည်းနည်းလေး underrated ဖြစ်တဲ့ AI ဆိုရင်တော့ smart charging ပဲသူကကိုအားသွင်းတဲ့ပုံစံ algorithm လေးတစ်ခုကို download ပြီးတော့မှ100%အပြည့်ပြန်ပြီးတော့တွင်းပေးတာနည်းနည်းလေးနားလည်အောင်ပြောရမယ်ဆိုရင်ကိုကညဘက်မှာအားသွင်းတဲ့သူမျိုးမနေ့ကမှကိုအလုပ်သွားကန်ဒီចောင်းသွားကန်ဒီ အကောင် unplug လုပ်ပါဗျာဆိုတော့ maybe အဲ့ unplug လုပ်တဲ့အချိန်က9နာရီလောက်လည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ဆိုတော့အဲ့အချိန်လေးကိုသူကမှတ်ထားတယ်တညာလုံးကို80%လောက်နဲ့လုံးဝ cut out လုပ်ထားတယ်အဲ့အချိန်ရောက်ခံနေတော့မှ100%တွင်းပြီးတာဆိုတော့အားလုံးဝအပြည့်ဖြစ်မယ် battery ကလည်းလုံးဝမထိတော့ဘူးပုံလုံးကဘယ်လောက်ထိ features တွေကောင်းပါလိမ့်ပြီးပြော battery မကောင်းရင်တော့ပြတ်ပြရမှာဗျာကျွန်တော် smart charging တွေကိုဒီ Oppo A5 Pro တုံးနေဆိုရင်တော့ on ထားဖို့လိုလိမ့်မယ်။လုံးဝအိုက်ကောင်က smart ဖြစ်တယ်။နောက်ထပ်လူသိမသိတာကသူရဲ့ AI system booster လို့ခေါ်တယ်။သူကကြတော့ကိုမတုံးတဲ့ app တွေကိုပိတ်ထားမယ်။ ကို300 app တွေကိုမှတ်ထားပြီး preload လုပ်နေမှာဆိုတော့ကိုကအဲ့ app ကိုမှတ်ထားပါတော့ Facebook ဆိုရင်ဖွင့်လိုက်တဲ့အချိန်မှာ loading အရန်ကြာနေဆိုတော့မျိုးမရှိတော့ဘူးအဲ့ကောင်ကိုကျွန်တော်တို့တိတာခြင်းနဲ့ဆိုရင်သူစည်းနဲ့တခြားဖုန်းတွေနဲ့ရှင်းနိုင်လို့ရတယ်ကျော်ကတော့ဘက်လုံး heavy တုံးနေဆိုရင်တော့မှတပတ်ပြီးတဲ့နောက်မှာလည်းဒီကောင်က still smooth ဖြစ်နေ ਉ မှာဗျာဒီလားနံပါတ်ရပြောမယ်ဆိုရင် ram စားတာ30%တက်တာတယ် background app တွေကြောင့် battery စားတာကို20%ထိချော့ချပြီးရဲအားကြောင့်မို့လို့လည်းနောက်ပိုင်း camera တွေမြန်မာက AI AI နဲ့ဖြစ်နေကြပြီးတော့တော်တော်လေးကိုထည့်ကျင်နေကြတာဗျာနောက်ထပ် ဖြူးချတာဆိုရင်ဒီနှုတ်မှာလည်း AI assistant တွေပါလာတယ်။ကိုရေးလိုက်တဲ့စာရောပုံစံအမျိုးမျိုးပြင်ခန့်လို့ရတယ် document တွေမှာလည်းအလုပ်လုပ်တယ်။ maybe ကိုကလုံးနဲ့ပတ်သက်လို့ professionally ပို့ချင်တဲ့အခါမျိုးတွေမှာ grammarly လို့ ChatGPT လို့တစ်ဆင့်တွားပြီးတော့မေးကြမလို့ရောဗျာဖုန်းထဲမှာပဲပစ်လင် okay တယ်။တိုင်းပြီးတော့ professional ဆန်ဆန်ကိုရဲ့အထက်လူကြီးဖြစ်ဖြစ်တစ်ခါတည်းတိုင်းပြီးတော့ပို့လို့ရပြီ။ကျွန်တော်တို့ကိုယ်တိုင်ခိုင်းရတဲ့ AI အပြင်ကိုပါမှခုနကျွန်တော်ပြောခဲ့သလိုနောက်ထပ်နောက်ကွယ်မှာ run နေတဲ့ AI ဆိုရင်ဒီကင်မရာအပ်တင်မှလည်းပါမယ်။ဥမာ portrait ရိုက်မယ်ဆိုရင် skin tone expression ပို့ပြီးကြည့်ကောင်းအောင်လို့ AI ကကူပေးတာ။ဒီစည်းတဲ့ကတော့ဒီ ည်စရဲနဲ့ light တဲ့ quality ပဲရမှာပေါ့အဲ့ feature ဆိုတာသူ့ရဲ့အရှိအနောက်ကင်မရာနှစ်ခုလုံးမှာအလုပ်လုပ်တယ် even video call ခေါ်ရဲဆိုရင်တော့မှအလုပ်လုပ်တာပြီးတော့ line ဆွဲက airline boost 2.0ဆိုတာပါလာတယ်ဗျာသူရဲ့ဒီ360 degree internet နဲ့ပတ်ပြီးတော့ line ညင်အောင် latency ညင်အောင်လို့လုပ်ပေးတာ maybe ဖုန်းသုံးနေတဲ့အခါမျိုး internet သုံးနေတဲ့အချိန် game ဆွနေတဲ့အချိန်မှာအဲ့ကောင်အသုံးဝင်ပြီးကဖုန်းလုံးနဲ့ရှင်ပြီးတော့ sort မယ်ပြီးကဖုန်းလုံးနဲ့ရှင်ပြီးတော့ line ဆွဲအားဆမ်းမယ်ဆိုရင်တော့ပို့ပြီးတော့တိတာလိမ့်မယ်တကယ်ကဲ game sort မယ်ဆိုရင်တော့ reno 13တို့မျိုးဖုန်းနေရတော့ပို့ပြီးတော့ကောင်းတယ်ပေါ့ဗျာဒါပေမဲ့ဒီကောင်ကတော့သူရဲ့ budget series မှာမဆိုးဘူးပေါ့ AI game boost ကြောင့်လည်းဖြစ်နိုင်တယ် setting နိုင်တဲ့လောက်ပဲကိုက သူရဲ့ like level တန်းတစ်ခုမှပဲဆိုမယ်ဆိုရင်ဒီကောင်ကအခြေအနေတစ်ခုမှပဲရှိတယ်ဆိုတော့ကျွန်တော်ပြောရမယ်ဆိုရင် A5 Pro နဲ့တောင်မှမလိုက်တဲ့ AI features တွေပါလာတဲ့ဖုန်းအဲ့ကောင်ကိုကျွန်တော်တို့ဗမာအရင်တွေ့ရတယ်ဆို Reno 13 series မှာတွေ့တာ Oppo ကိုယ်တိုင်ကလည်း user ရဲ့ CEO စတန်ကောက်ထားတယ်ကောက်တဲ့အချိန်မှာလည်း A series user ရဲ့အနေနဲ့ AI ကိုလိုရင်းကြရတဲ့ဆိုတာမျိုးတွေ့တယ် AI ကို value ကမလိုချင်မဲနဲ့ရှိမှလဲပေါ့နော်တလောဆယ်တော့လက်တွေ့ account ထဲပို့လိုက်တာတော့ဒီ Oppo A series မှာကျွန်တော် တွေတွေ့ခဲ့ရပြီ Reno series မှာပါတဲ့ AI features တွေကိုဒါမျိုးသုံးတစ်လုံးမှာထည့်ပေးမယ်လို့ကျွန်တော်အနေနဲ့တော့အစားတော့မထင်ခဲ့ဘူးပေါ့နော်ဒီ Color OS 15နဲ့လည်းတခါရဲတွေ့လာတယ် Color OS 15က smooth and stable တော်တော်ကြီးဖြစ်တဲ့ phone ကျွန်တော်ဒီကောင်းကိုကျွန်တော်တွေအကြမ်းမဲ့တုံတုံ software နဲ့ပတ်သက်ပြီးအနုရပဲတုံတုံသုံးပြော်တဲ့ phone မျိုး yeah ဆိုတော့ color overlay ဘယ် AI features ကိုကျွန်တော်တွေသဘောကျတယ်အောက်က comment လေးမှာတစ်ချက်လောက်မှတ်ခဲ့ပေးပါဦးကျွန်တော်ကျွန်ဖြစ်ပါတယ်အားလုံးဟုတ်